ဣဒ္ဓတပတိပစ္ဆတပတိပစ္ဆတပတိပါပကာရိဥပယထတပတိလို့ဘုရားတော်ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောတာတာရှိပါတပတိအဲ့ဒီမှာသာလုံးနေရနော်တပတိတပတိစရာပါပြောတာလေတပတိစရာပူလောင်ရ စိတ်ဆင်းရဲနော်ပူလောင်ရတယ်စိတ်ဆင်းရတယ်ပူပန်ရဣဒတပတိဒီဘဝမှာလည်းစိတ်ဆင်းရဲနိုင်စရာဒေါသအကုသိုလ်တွေဒေါသကလည်းဒေါသဖြစ်တဲ့လူကိုချမ်းသာစေတာမှမဟုတ်ပဲအမှန်တော့ဆင်းရဲစေတာပဲ။ လောဘအကုသိုလ်တွေဩလောဘကြီးနေတဲ့ပုဂ္ဂိုလ်ဘယ်လိုငြင်းချမ်းနိုင်မယောင်ရဲ့နိုင်မတင်းတိန်နိုင်တဲ့အခါကျတော့ဘလောက်ရရရလေလိုလေဥဒစီဆိုတာတော့သူ့မှာအမြဲလောဘအကြောင်းပူပန်ပြီးတော့ဆင်းရဲနေရတာဆင်းရဲနေရတာပဲဒါတည်းမဲ့လားဆိုတော့ဒီလိုလောဘဒေါသတွေမောဟပါထည့်လိုက်အောင်ပေါ့တခါတည်း မတိမိုင်မာလို့အထင်းမြလွဲချော်နေလို့မကောင်းမှုတွေပြုမိပြီးဆိုင်ဩနောင်တရိပါရိယပြီးအိမ်မကောင်းတဲ့အကျိုးမကောင်းတဲ့အကြောင်းကိုလုပ်ခဲ့တဲ့အမှားတွေကိုတွေးပြီးတော့မငြိမ်းချမ်းရဥပန်နေရတာပဲစိတ်ပူပန်နေရတာနော်ဘာအကျိုးမှမရခင်ပြစ္ဆုတ်ပန်ဘဝမှာတင်ကိုတခါတည်းပူပန်နေရတာအကြောင်းပါ ဲ့လောဘဒေါသမောဟအခြေခံပြီးထောင်းလိုက်တန်နေကြမယ်ပစ္စုပန်မှာဆင်းရဲနှိမ့်ကြဒုက္ခရောက်မယ်ဆိုတာပစ္စုပန်အကျိုးအနေနဲ့ဒီဘဝမှာတန်ကုန်။အော်ငါဘယ်လိုမှားခဲ့လို့ဒေါသနဲ့ဘယ်လိုလုပ်ခဲ့လို့အခုလိုထောင်းကြရတာလောဘနဲ့သူများပြည့်စုံဘယ်လိုမတရားယူခဲ့လို့အခုလိုထောင်းနေတန်နေကြရတာမောဟနဲ့ဘယ်လိုအလွဲအချော်လုပ်ခဲ့လို့ငါဒီလိုဆုံးရှုံးနစ်နာရတာဆိုရတော့ ဘဝမှာနောင်တပူပန်မှုတွေနဲ့ဒီကောင်ချုပ်ကြရဒီဘဝမှာနော်ဣဒ္ဓတပတိဒီဘဝမှာပူလောင်ရပိဿတပတိနောက်သေးပြီးတော့လည်းအဲ့မကောင်းမှု အကြောင်းတွေရဲ့အကျိုးဆက်အနေနဲ့အဘယ်လေးပါဆိုတဲ့ဆင်းရဲဒုက္ခကြီးမှာရောက်ပြီဥပ္ပံရပြန်တားရမလား တန်တရားမှာနော်ဥပယထတပတိဒီဘွားရောနောက်ဘွားရောတန်တရားမှာရောဥပန်ကြရတယ်။ဘာဖြစ်လို့တော့နော်သူကပါပကာရီညသောပြအကြောင်းပါတဲ့ဟောတာပါပကာရီမကောင်းမှုကိုပြုတ်ထားလို့ဘာလို့မကောင်းမှုတွေများများပြုတ်ထားမိတယ်လဲ ဒါနဲ့ရှေ့မှာတကားတစ်ခုရှိတယ်မနောပုပ်ပင်ကမှဓမ္မဘာကိစ္စပဲပြုပြုဘာကိစ္စပဲလှုပ်လှုပ်စိတ်ဟာရှည်သွားရှိမနောသစ်ထာစိတ်ကအတိတ်ကကြ မနောမယာစိတ်ကြောင့်ပဲကိစ္စအလုံးကပြင်းမြောက်ရပြောချင်တာစိတ်ရင်းမကောင်းလို့ပေါ့ စေရင်မှာသူများအကျိုးစီးပွားလိုလားတဲ့သူများချမ်းသာစေခြင်းကြည်ဝါစေခြင်းတဲ့စိတ်မျိုးမေတ္တာစိတ်မရှိလောက်ပိနေတာမလောက်ပိနေတာပြောတာမဟုတ်ဘူးစေရင်ခြေကမရှိသူများကြည်ဝါတာကြည်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်နိုင်တဲ့မူရိတာစိတ်မျိုးမရှိအော်ကိုချင်းစာနားလည်ပိနေတဲ့ကရုဏာစိတ်မျိုးမရှိဘူးသူများကြည်ဝါနေချမ်းသာနေတာမြင်နေဆိုရင် မနာလို့တဲ့အိသာမစ္စရိယစေဝင်နေရွဲ့မဲ့ဆောင်းမြောင်းပြီးတော့စိလွန်ပေါ့ရအပြစ်ပြောစနေဒုက္ခရောက်နေတဲ့တို့မြင်းတို့စာနာနားလည်းပြေးစိမရှိဘူးဒေါသစိနဲ့သေခြင်းသေငါမသိပြီးတာပဲဆိုတာမျိုးတွေးတတ်တယ်အင်မတရက်ဆက်ကြမ်းကြုတ်ပြီးအောက်တန်းကြတဲ့အတွေ့အော်မျိုးတွေရှိနေတတ်တယ်စေရင်ညာစေရင်ညာတော့ မေတ္တာစိတ်လက်ကင်းမဲ့တဲ့အခါကျတော့အတ္တကိုကြိုးစီပါပဲကြည်ကိုမိသားစုတောင်တိမ်မတရာခြင်းမူတချို့မျိုးဘယ်တော့ထူဆန်းတယ်မေတ္တာတရားခေါင်းပါလိုက်မယ်ကိုမိသားစုအပေါ်တောင်ကိုမေတ္တာမှာထားနိုင်တဲ့သူတွေကရှိသေးတယ်အဲ့လိုသူတို့အောင်တက်ခံနေတဲ့ရုံညံ့ပြီးအောက်တန်းကြတဲ့စိတ်တွေစိတ်တဲ့အခြေခံရှိတဲ့သူတွေဟာဘာဖြစ်လဲပါပကာရလို့ခေါ်တယ်မကောင်းမှုတွေသူတို့အများကြီးလုံးတယ် မြတ်ရင်လုံးပြီးတော့ဒီဘဝလည်းစိုးရင်ရတယ်နောက်ဘဝလည်းစိုးရင်ရနော်တန်တရာမှာလည်းစိုးရင်ပူပန်းပြီးတော့နေရတမ်းမလို့မပူပန်းခြင်းဘူးမပူလောင်ခြင်းဘူးဆိုရင်စိတ်ကောင်းဝင်နိုင်ဖို့လိုတယ်ပေါ့ဒီတရားလေးကို1398ခုနဲ့1ဒေါ်လာ35ရက်2025ခုနဲ့နိုဝင်ဘာလ24ရက်နေ့မှာကြာရောက်တယ် အစဉ်ရအသက်30ပြည့်မွေးနေ့ဓမ္မလက်ဆောင်အနေနဲ့ညဝေပြလိုက်ပါတယ်